ားလုံးမဲ့မိလာပါအဲ့ဒမ်ချန်နယ်နဲ့ချိုးဆိုလိုက်ပါလေ channel ကို subscribe like share နေပေးကြပါအောင်နော်ကဲအခုဆရာနင်းချမ်းတမနိုင်ငံရဲ့မိသုံးသက်ချမ်းများအချမ်းပေးချမ်းများကိုနာစင်ကြရမှာပါအသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါပြောရင်လည်းဒီ live ကိုစပြီးတော့ဖွင့်ပါလေအသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါပြောရင်လည်းဒီ live ကိုစပြီးတော့ဖွင့်ပါလေ ဒီ live ကိုပြောရတဲ့အကြောင်းရင်းကဘာလဲဆိုတော့နိုင်ငံရေးသမားတွေပေါ့နိုင်ငံရေးသမားလို့ပြောရတဲ့အကြောင်းရင်းမှာလဲနိုင်ငံရေးသမားဆိုတဲ့လူတွေထဲမှာတကယ်ဟိုးစာပေါ့ scholar တွေပေါ့ scholar တွေဘယ်လိုပြောမလဲဗျာ theory အရသင်ထားတဲ့လူတွေလုတ်ချင်တိုင်းလုတ်ပြောချင်တိုင်းပြောပြီးတော့နိုင်ငံရေးကစားတဲ့ကိစ္စပေါ့အလုံးကငွေရေးကြေးရေးကိစ္စဆိုတဲ့ကိစ္စတွေကိုကျွန်တော်ပြောချင်တာပါ ပြောကျင်တယ်ဆိုတော့အခုခင်ဗျားတို့ကျွန်တော်နောက်ကြောမှာတွေးလိုက်မယ်တစ်တော်တွေရှိတယ်ဖင်လန်နိုင်ငံဟာစကန်ဒီနေးဗီးယားနိုင်ငံ၅နိုင်ငံထဲမှာဆိုလို့ရှိရင်နော်ဝေးတို့ဖင်လန်တို့ဆိုတာတစ်တော်တွေတော်တော်ပေါ်တယ်တစ်တော်တွေပေါ်တဲ့ဟာမှာဒီတစ်တော်တွေကနှစ်ပေါင်း၄၅၆၀၈၀အဲ့လိုမျိုးပေါ့တကယ်ရှေးဟောင်းတစ်တော်လို့ခေါ်လို့ရတဲ့တစ်တော်ကြီးတွေပေါ့အဲ့ဒီတစ်တော်ကြီးတွေကိုတစ်ချိန်လုံးက ယူကရိန်းစစ်ပွဲယူကရိန်းနဲ့ရုရှားနဲ့စစ်ပွဲမဖြစ်ခင်အချိန်တုန်းအခြေအနေတုန်းကယူကရိန်းရဲ့ရုရှားရဲ့စစ်ပွဲမဖြစ်ခင်အချိန်နေတုန်းကဖင်လန်အစ်တော်တွေဟာထိမ့်သိမ်းစောက်ရှောက်ရမယ်ဒီဟာတွေဟာရှေးဟောင်းအမွေအနှစ်တွေဖြစ်တယ်ဒီလိုမျိုးပြောပြီးတော့ဖင်လန်နိုင်ငံကတစ်တော်တွေကိုတစ်ချိန်လုံးပဲတကဘာလုံးကတော့ UNESCO ရောအဲ့လိုမျိုးပေါ့ဟိုကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းတွေရောဖင်လန်နိုင်ငံကတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးအဖွဲ့တွေရော ကဘာကြီးရအောင်အကုန်လုံးကနေပြီးတော့ဖင်လန်နိုင်ငံဟာစစ်တော်တွေရှိတဲ့အတွက်ဟိုလေတွေတန့်နေတို့သိရမလားတဘာဝပတ်ဝန်းကျင်ကောင်းနေတို့အာဖင်လန်မှာရေတွေအခုလိုမျိုးရှိတယ်တို့ဟာအကုန်လုံးကနေပြီးတော့ချီးကျူးလာအဲ့ဒီအချိန်နေမှာဘာဖြစ်လာလဲဆိုတော့ရုရှားရဲ့ယူကရိန်းရဲ့စစ်ပွဲဖြစ်တယ်ရုရှားရဲ့ယူကရိန်းရဲ့စစ်ပွဲဖြစ်တဲ့အခါမှာဖင်လန်နိုင်ငံကဥရောပကရုရှားကနေပြီးတော့ဈေးပေါ်ပေါ်နဲ့တစ်တည်မရတော့ ငကိုတော့ကရုရှားဆိုက်ဘေးရီးယားတို့ဘာလို့မှမပါရှိသေးတဲ့နေရာပေါ့ဗမာပြည်ရလို့ပေါ့ဗျာတမလန်းတို့ကျွန်းတို့တစ်တို့ဟိုပင်ကရိုးတို့အကုန်လုံးကိုတရုတ်ပြည်ကိုခိုးပြီးရောင်းတယ်လို့ပြောဈေးပေါပေါနဲ့မရတဲ့အခါလဲကြားလဲကြားအောင်ဥရောပအကောင်ကြီးကဖင်လန်နိုင်ငံကတစ်တော်တွေကိုထုတ်ဖို့အတွက်ဘာတွေဖြစ်လာလဲထင်လဲဖင်လန်နိုင်ငံကတစ်တော်တွေကိုထုတ်ဖို့အတွက်ဘာတွေဖြစ်လာလဲထင်လဲခင်ဗျားတို့ကဘာကြီးမပြောနေအစ်ပင်နေစိုက်ရမယ်နော်ကာဗွန်နိုင်အောက်ဆိုက်ကိုတစ်ပင်နေရထုတ်တယ် ီဂျင်တွေပြန်ထုတ်တယ်ကဘာကြီးရဲ့ပူလွေးမှုတွေကိုတစ်ပင်ကြီးတွေကထိန်းတယ်ဒါမျိုးပြောတဲ့ဟာတွေကဘာဖြစ်လာလဲဆိုတော့နှစ်ပေါင်း30ကျော်သွားတဲ့တစ်ပင်တွေဟာတဲ့ကာဗွန်နိုင်အောက်ဆိုက်ကိုတဲ့စုပ်ယူနိုင်မှုမရှိတဲ့အပြင်နဲ့အောက်ဆီဂျင်ကိုတဲ့ပြန်ပြီးတော့ထုတ်ပေးနိုင်တဲ့ဟာပေါ့အလုတ်လုံနိုင်တဲ့စွမ်းအင်တွေမရှိတော့ဘူးတဲ့သိပ္ပံပညာရှင်တွေရောနော်စီးပွားရေးသမားတွေရောလော်ဘီတွေရောနိုင်ငံရေးသမားတွေရောကရုရှားကနေတစ်တော်တွေမရတော့တဲ့အခါ ကနေပြီးတော့ဈေးပေါ်ပေါ်နဲ့တစ်တစ်တွေမရတော့တဲ့အခါရုရှားကနေပြီးတော့ဈေးပေါ်ပေါ်နဲ့တစ်တွေမရတော့တဲ့အခါဥရောပကစီးပွားရေးသမားတွေဖင်လန်နိုင်ငံကစီးပွားရေးသမားတွေကမ္ဘာကြီးပေါ်မှာရှိတဲ့စီးပွားရေးသမားတွေဒီကွင်ကိုလုံနေတဲ့ကောင်တွေကလော်ဘီတွေနဲ့ပေါင်းပြီးတော့ဗာပြောလာတယ်ဆိုတော့တစ်ပင်နေရတဲ့နှစ်ပေါင်း30ကျော်သွားလို့ရှိရင်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူမှုစွမ်းအင်လဲယော့သွားတယ်တဲ့အောက်ဆီဂျင်ကိုထုတ်ပေးနိုင်တာလဲ လျော့သွားတယ်တဲ့ပြီးရင်တစ်ပိလေးရဲ့ကြီးထွားမှုကလည်းသေးဟိုပို့ပို့ပြီးတော့ကြားကြီးမြန်မြန်ဆန်ဆန်ကြီးမလာတော့ဘူးပေါ့ပြီးတော့ဘာလုပ်ရမလဲဆိုတော့ဒီတစ်ပိတွေကိုခုတ်ပြီးတော့တဲ့အစ်စ်ပြန်ပြီးတော့စိုက်ရမယ်တဲ့အဲ့ဒီလိုမျိုးအစ်စ်ပြန်စိုက်တဲ့အခါကျတော့မှဒီအပင်ငငယ်လေးတွေကပေါ့အောက်ဥစားကာဗွန်ဒိုင်အောက်ဆိုက်ကိုပို့ပြီးတော့ဆုပ်ယူနိုင်တယ်အောက်ပြိုဒီလိုမျိုးတွေပြန်ဖြစ်လာပြန်ဟောခင်ဗျားတို့စဉ်းစားကြည့်နော်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းကြီးသမားတွေ သိပ္ပံပညာရှင်တွေ UNESCO တွေစီးပွားရေးသမားတွေနိုင်ငံရေးသမားတွေလော်ဘီတွေအချိန်လုံးကပြောတာကဖင်လန်နိုင်ငံကတည်တော်တွေဟာရှင်းဟောင်းရင်ကျဲမှုအမွေနှစ်စရင်းမှာပါပါတယ်တဲ့ဒီတည်တော်ကြီးတွေကိုခုတ်လို့မရဘူးတဲ့ဒီတည်တော်ကြီးတွေကိုခုတ်လိုက်လို့ရှိလို့ရှိရင်တဲ့ကဘာကြီးရဲ့အမွေနှစ်တွေပတ်ပတ်ဆက်ဆက်ဆုံးရှုံးသွားမယ်တဲ့ယူကရိန်းနဲ့ရုရှားနဲ့စစ်ပွဲ၄နှစ်လောက်ဖြစ်ပြီးတော့ယူကရိန်းနဲ့ရုရှားနဲ့စစ်ပွဲ၄နှစ်လောက်ဖြစ်ပြီးတော့ ရုရှားကနေပြီးတော့သစ်တွေလွယ်လွယ်ကူကူနဲ့ဈေးပေါ်ပေါ်နဲ့မရတဲ့အခါလဲကြလဲကြအောင်ဖင်လန်နိုင်ငံကသစ်တော်တွေဟာကာဗွန်နိုင်အောက်ဆိုက်ကိုလည်းစုပ်ယူနိုင်မှုမရှိတော့ဘူးတဲ့အောက်ဆီဂျင်ကိုလည်းထုတ်နိုင်တာမရှိတော့ဘူးတဲ့အဲ့တော့ဥရောပသမဂ္ဂကနေပြီးတော့အမိန့်ချမယ်တဲ့ဥရောပသမဂ္ဂအမိန့်ချမှာပါလဲဆိုတော့ဖင်လန်နိုင်ငံဟာတဲ့ဒီသစ်တော်တွေကိုမခုတ်ဖဲနဲ့ပေါ့ထားတဲ့ဆိုလို့ရှိလို့ရှိရင်တဲ့ကာဗွန်နိုင်အောက်ဆိုက်ကိုလည်းမစုပ်နိုင်ဘူးအောက်ဆီဂျင်ကိုလည်း 老内呢，主要呢，他把伊呢不内幕的高楼，老内大楼嘛，漂亮内眼，老大楼漂亮了。伊只里边，伊多呢，名伊酷毙了。意大利路内眼，我嘞比两台车要完美了。罗马尼亚路内眼，我嘞比两台车比到豪华美了。别包别包，我身，我那路身上经常内眼也是他妈的最不平常性的，他把我不问津他妈的。 UNESCO လို့ကုလသမဂ္ဂအဖွဲ့အစည်းတွေ lobby တွေလုံချင်တိုင်းလုံနေတဲ့ကိစ္စကိုကျွန်တော်ပြောပြတာခင်ဗျားတို့ကိုကျွန်တော်ပြောပြမယ်ယာတိဥရုအရာဗမာပြည်လိုယာတိဥရုမှာခင်ဗျားတို့တရားတရားသီးစားပြီးတော့လွတ်ပလာအစီပေါက်အဲ့ဒီပေါက်တဲ့အပင်ဟာ၃လနှစ်ဆိုလို့ရှိလို့ရှိရင်အပြီးပြန်တီးတယ်ဖင်လန်နိုင်ငံမှာအခုကျွန်တော်ဒီဟိုလာနေတာအင်္ဂါ၆နှစ်ရှိနေပြီအဲ့ဒါ၆နှစ်သားအပင်လေးကအခုအချိန်ကြီးဒီလောက်ကလေးပဲရှိသေးတယ်ဒါမှဒီလောက်ကလေးပဲရှိသေးတယ် ောင်းတဲ့ကကျွန်တော်ရင်ကောင်းတော့မရောက်သေးဘူးဗမာပြည်မှာဆိုလို့ရှိလို့ရှိရင်ခင်ဗျားတို့ကျွန်တော်ပြောတယ်မှာဗမာပြည်မှာဆိုလို့ရှိလို့ရှိရင်တရတိကစားပြီးတော့ခင်ဗျားလှုပ်လိုက်အပင်ပေါက်လာမယ်အဲ့ဒီအပင်က၃နှစ်၄နှစ်ဆိုလို့ရှိရင်ခင်ဗျားတရတိပြစားပြီးတော့ပြောချင်တာကပြည်သူလူထုကလည်းအသိဉာဏ်ရှိဖို့လိုပြည်သူလူထုကအသိဉာဏ်ရှိဖို့လိုတယ်စီးပွားရေးသမားတွေကနိုင်ငံရေးသမားတွေနော်စီးပွားရေးသမားတွေကနိုင်ငံရေးသမားတွေနဲ့ပေါင်း ာရှင်ဆိုတဲ့ကောင်တွေကလည်းကတော့ပါပဲပညာရှင်ဆိုတဲ့ကောင်တွေကလည်းပတ်စံပေးတဲ့ပတ်စံပေးလိုက်လို့ရှိရင်ပညာရှင်ဆိုတဲ့ကောင်တွေကအဲ့ပတ်စံပေးတဲ့ကောင်ပြောခိုင်းတဲ့ဟာကိုအကုန်လိုက်ပြောတာအဲ့သူတေသနာဌာနတို့နော်သူတေသနာဘာညာတာတကားပေါ့ဗျာသူတေသနာသမားတို့နော်စကောလာတို့အဲ့တော့စကောလာတို့ဆိုတဲ့ကောင်ကြီးအကုန်လုံးကပတ်စံပေးနိုင်လို့ရှိရင်စောက်ခွက်ကိုခုနှစ်ချက်ချက်လောက်ဖြတ်ရိုက်လို့ရတဲ့ကောင်ကြီးပဲ။ဒါကျွန်တော်ကျွန်တော်ဥပမာတစ်ခုပဲပြောတာနော် မာပြည်မှာအခုတော်လှန်ရေးမှာဟိုဥဆောင်နေတယ်ဆိုတဲ့ကောင်တွေအကုန်လုံးကအဲ့စကောလာတို့သိတယ်မလားသူတေသနာတို့ဘာတို့အဲ့ဒီကောင်တွေအကုန်လုံးခင်ဗျကျွန်တော်ပြောတယ်ပတ်စံပေးလို့ရှိရင်စောက်ခွက်ကိုခုနှစ်ချက်လောက်ရိုက်ပြီးဟဲ့အောင်ဒါပြောမင်းအမေနဲ့မင်းနဲ့လင်မယားဆိုတာပြောပါဆိုရင်တော့ပြောတဲ့ကောင်မျိုးတွေဒီတော့ကျွန်တော်တို့တော်လှန်ရေးမှာဒီလိုကောင်မျိုးတွေပါလာတဲ့အခါကျတော့ပြဿနာအတက်ကောဒီလိုစကောလာဆိုတဲ့ကောင်မျိုးတွေအကုန်လုံးကလည်းဒေါ်အောင်ဆန်းစုကြည်နာမည်သုံးပြီးတော့သူတို့ပြောချင်တာပြောသူတို့ပတ်စံပေးတဲ့ကောင်ကပြောခိုင်းချင်တဲ့ဟာတွေပြော ခိုးတဲ့ကောင်ကြီးကခိုးအဲ့ဓာတွေကိုကျွန်တော်ပြောပြတာအခုခင်ဗျားတို့ကျွန်တော်ပြောခြင်းတဲ့အချက်လက်ကိုနားလည်ရလားအချိန်တုန်းကလွန်ခဲ့တဲ့၄နှစ်၅နှစ်လောက်အချိန်ကာလအထိဖင်လန်နိုင်ငံကတစ်တော်တွေဟာနှစ်ပေါင်း၁၀၀ကျော်နေလို့နှစ်ပေါင်း50ကျော်နေလို့ရှေးဟောင်းအမွေနှစ်စရင်အထိဝင်းနေဒီတစ်တော်ကြီးတွေကိုဘယ်သူမှသွားထိလို့မရဘူးလို့ရှိရင်တစ်ကိုင်းလေးတစ်တလေးတစ်ခုတော့မှဒီလိုချိုးလို့မရဘူးဆိုပြီးတော့ဖြစ်တယ်အခုလည်းကြာလဲကြာရောဒီတစ်တော်တွေဟာတဲ့ တိုင်း outside ကိုစုပ်ယူနိုင်မှုလည်းမရှိတော့ဘူးတဲ့အောက်ဆီဂျင်ကိုလည်းထုတ်ပေးနိုင်တဲ့ဟာမရှိတော့ဘူးတဲ့အခုလို့နေရောင်ခြည်ကိုလည်းကာကွယ်နိုင်တဲ့အနေအထားတွေမရှိတော့ဒီတတော်တွေအကုန်လုံးကိုတဲ့ထုတ်ပြီးတော့တဲ့အစ်စ်ပြန်ဆိုက်ရမယ်တဲ့လုပ်ဖို့လုပ်ဖို့နော်ခင်ဗျားစဉ်းစားကြည့်လွန်ခဲ့တဲ့၄နှစ်ကဒီတတော်တွေကိုထိလို့မရဘူး၊ကင်လို့မရဘူးပြောတာလေဒီသိပ္ပံပညာရှင်တွေပဲဒီသဘာဝတဝန်းကျင်ထိသိရေးသမားတွေပဲဒီနိုင်ငံရေးသမားတွေပဲဒီကုလသမဂ္ဂဒီဂူတာတက်နဲ့အဖွဲ့တွေပဲ ကြလဲကြောင်ဒီတစ်တော်တွေကကာဗွန်နိုင်အောက်ဆိုက်မစုပ်ယူနိုင်မှုတွေမရှိတော့ဘူးအောက်ဆီဂျင်ဖြတ်မပေးနိုင်တော့ဘူးနေပူဒံတွေအကာအကွယ်မပေးနိုင်တော့ဘူးပြောတာလေဒီကုလသမဂ္ဂအကောင်တွေပဲဒီသိပ္ပံပညာရှင်တွေပဲဒီသဘာဝပတ်ဝန်းကျင်သမားတွေပဲခင်ဗျားတို့အဲ့တော့စဉ်းစားကြည့်ဒီသူလူထုကကိုယ့်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကိုယ့်ဘာသာကိုဆုံးဖြတ်ဖို့လိုတယ်အဲ့တော့ကျွန်တော်ပြောချင်တာကခင်ဗျားတို့အခုဒီသိပ္ပံပညာရှင်တွေပြောတဲ့သဘောအရာပြောမယ်ဆိုလို့ရှိရင် UNG ရော စစ်တပ်ကကောင်တွေရောအန်ယူဂျီရောနော်စစ်တပ်ကကောင်တွေရောသူတို့ဒီတွေရောတိုင်းရင်းသားအဖွဲ့အစည်းတွေရောဗမာပြည်ရတတော်ရှိသမျှမှန်သမျှကိုအကုန်ခုတ်ပြီးတော့ရောင်းတဲ့ဟာတွေကကဘာမြေကြီးပူနွေးလာတာကိုတားမြစ်ပေးတဲ့ကျေးဇူးရှင်တွေပါဖြစ်ကုန်သိပ္ပံပညာရှင်တွေတက္ကပလုံးမှာရှိနေတဲ့အဲ့စကောလာတွေစောက်ယူတဲ့အဲ့ကတော့ပါစကောလာတွေတဘာဝဘဝင်းကျင်သမားတွေသိပ္ပံပညာရှင်တွေမင်းတို့ပြောဖို့ရဆိုရင်အလောင်းတော့ကတ္တပတော်ကြီးကနှစ်ပေါင်း90လောက်ရှိပြီ 哎，你包我子老师的跌倒伊啊，搞不好呢，好来么收泥喏，好事情嘞，收冇赔泥喏路。俺有只呀，口鼻都咬我了不？俺有只接触信俺有只，哎罗呗，这在搞搞的，难水路，那看，伙你温柔肯的呀，现在咪跌倒嘞，共偷咬他了。哈，他说老师，哎跌倒嘞呀，这边这边呀，你都在教错了老师 搞不耐，熬三年嘛偷三年哦，熬四几年嘛憋三年哦。他说：“老七，难说怎么样？搞啊，伊个部队冇搞个，憋得几组生意做咪？我都话你坑爹呀，我他妈逼哪里呀？哟，高薪的，高薪卡，高薪，吃那点多吃不着，花个多少亿，老板给造呗，少着。哎，你他妈，我把文件存得也他妈不要不着，少老不稀，少干不稀，个老板也好，五险一金在搞的，我别啊，少老不稀，少干不稀，五险一金在搞着了，他们还是有标点的，这张老板是利息的,、uh, 的，对了。” VI x, <Fine. S 2> ကျွန်တော်တို့က ARD သားတွေခင်ဗျားတို့အဲ့ဒီကဇလန်းနေရာကျွန်တော်စွဲပြီးတော့ပြောပြဥရှင်ကြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ ARD အတိုင်းမှာကိုပြင်းနေပါလေတင်ကြတယ်ကိုရင်ဝတ်မဲ့ဆိုတော့ဥရှင်ကြီးကိုတင်ရဥရှင်ကြီးဘယ်လိုဖြစ်လာလဲသိလားကျွန်တော်တို့ ARD သားတွေကအဲ့မှာသိရပေါ့ဗျာဟိုမှာတထိုးလိုက်ရတာပေါ့ဟိုအိမ်မှာဘာမှစောက်ကတော့ပါရခိုင်းလို့မရသုံးလို့မရတဲ့ကောင်ဥရှင်ကြီးကိုကိုးကွယ်တဲ့ကောင်လေးမင်းတို့စောက်ချင်နေဘလို့ဘလို့ဘလို့ကောင်လေးကဥရှင်ကြီးကိုကိုးကွယ်လဲဆိုတာပါနားထောင်ကြည့် 哎嘛，老不死的，改不死的，搞的呀嘛嘛！但但讲么张张张张说比较伤地的在搞伤，又得把你的地家伙保护都张张张张说比较伤口的在搞么？哎嘛，米吧、so?，你干啥嘞？哪你俩的，刚刚我们哎呀来看家了，OK？哎嘛嘞？没会比较，不叫我们来说，他们会比较。但但要哪趟外们做做？来我准备来一下，宝贝啊！那我准备来看来家来家哦。来的几样的比较地么啦？ 我了我，哎，那个我，个国像你嘛到处没有路边上嘛拉我随便就烤多了，我跟你讲，产地我烤多了，是多了我。我了，他妈你那再没事我嘛嘞，活嘞嘛够，老嘞，我老着嘞嘛老着，水嘞嘛老着，比水嘞嘛强，河里养嘞嘛泥的，地里养嘞嘛泥的来撇来撇搞，为了几呀上面搞不着，你呀么啦，没流水上难下来。他妈的，毛线说的搞啊，米江沙味道老嘛别过，我不讲你。 这个你啊上面干皮叫上干下来着，上冬家来搞手臂哦。他叫讲农民路，哎呀妈，干下来叫多，我个那边说了，米椒面了老嘛下面了，不，别来要来要了哦。现在几啊，着完了不？嘿，毛线别要多嘞，多便宜的呀嘞，我打的米啊冬瓜讲好说的，打的米不，打的米啊打的米出来，拿爸那边买来不？对的鸡啊不要嘞，你讲扫地了嘞，我个那边嘛，那得七点包，那大米也七点八，那七点包都扫地了，摘地了不？那个米嘞烤茶罗嘞，毛线哎呀妈！ ကြံခဲ့လိုက်တယ်တဲ့အဲ့မှာလေငါတို့အေယော်ဒီယာစောက်ယူတွေအကုန်လုံးကလည်းအဲ့မှာမောင်ရှင်ပေါ့ဥရှင်ကြီးဆိုပြီးကိုးကွယ်ကြတာပေါ့အဲ့မှာရခိုင်နေလဲပါတယ်ခရီးနေလဲပါတယ်ဗမာနေလဲပါတယ်စောက်သုံးမကြတဲ့ကောင်အလောင်းမှာမိချောင်းစားပြီးတော့အလောင်းပြောက်သွားတဲ့ကောင်ဥရှင်ကြီးဖြစ်တယ်အခုလက်ဒီတိုင်းပဲဗမာပြည်မှာနိုင်ငံသားနေပြီးတော့စကောလာစကောလာစကောလာဆိုပြီးတော့သိရမလားဘာမှစောက်သုံးမကြတဲ့ကောင်တွေအကုန်လုံးဗမာပြည်မှာဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာနေရာတွေပေးသိမ့်စိန်ရလဲနေရာတွေပေးသိမ့်စိန်ရတတ်တယ်သိမ့်စိန်ကဘာဖြစ်လို့အဲ့စောက်သုံးမကြတဲ့စကောလာတွေ မှာသွားပြီးတော့ဟိုဘယ်လိုပြောမလဲစကောလာပညာတော်သင်သင်တယ်ဆိုပြီးတော့ထောက်ပံ့ရေးယူအရာငပိကျော်မှာစပြီးပတ်စံစုပြီးတော့လာတဲ့ကောင်လေးပြမှာဘာမှလဲသီအိုရီယာလွဲပြီးဘာမှတတ်တဲ့ကောင်လေးမဟုတ်ဘူးအဲ့ဒီကောင်လေးကိုသိသိရပုံလာဆိုတာဘာလဲဆိုတော့သိသိဗမာစစ်ဘိုလ်တွေကအင်္ဂလိပ်လိုမတတ်ဘူးမတတ်တော့ဗမာစစ်ဘိုလ်တွေကဒီကောင်လေးငါတို့နဲ့ဖာချရင်လည်းအထူးချငါတို့နဲ့ရက်တော်ရင်လည်းအထူးတော့ငါတို့နဲ့လောင်းကစားလုပ်ရင်လည်းအထူးလုပ်တကယ်ပြန်လို့သုံးလို့ရတယ်ဆိုပြီးတော့မင်းစော်ဦးတို့နော်အဲ့မှာစော်ဦးတို့အောင်သူကြီးတို့မင်းစင်တို့အဲ့ဒီစစ်တပ်ကသုံးတာ ီးရကြတော့ဒေါန်စန်းစုကြည်ကိုယ်တိုင်အင်္ဂလိပ်လိုတတ်ကွာတိရငါလည်းသိရမှာကုလသမဂ္ဂမှာအလုပ်လုပ်တယ်ပေါ့ဘာလဲဆိုတော့ကျွန်တော်တို့ရှိမှာအင်တန်းဆင်းလို့ရှိရင်အရေးချင်းရှိတဲ့လူတွေကိုပုဂ္ဂလိကကုမ္ပဏီတွေကနေခေါ်တယ်။ဥပမာဂျင်းညာအောင်အရေးချင်းရှိတယ်ဆိုလို့ရှိရင်ပုဂ္ဂလိကကုမ္ပဏီတွေမှာအင်တန်းသွားအလုပ်လက်တွေသွားဆင်းလို့ရတယ်။အလုပ်လက်တွေသွားဆင်းရင်ပုဂ္ဂလိကကုမ္ပဏီကဒီကောင်လေးတော်တယ်။ဒါဆိုလို့ရှိရင်ငါတို့ကုမ္ပဏီမှာခိုင်းလို့ရတယ်ဆိုပြီးတော့အလုပ်ဆက်ပေးတယ်။ပေါ့သုံးမကြတဲ့လူတွေကြားလို့ရှိရင်ဘယ်လိုဖြစ်လဲသိလား။အစိုးရဌာနတွေမှာပဲ ယ်အစိုးရဌာနတွေမှာပဲအလုပ်လက်တွေ့ဆင်းရတယ်ကုလသမဂ္ဂမှာပဲလက်တွေ့ဆင်းရဘာဖြစ်လို့လဲဆိုတော့ကုလသမဂ္ဂတို့အစိုးရဌာနတို့ဆိုရာစောက်သုံးကြတဲ့ကောင်တွေကိုဒီနိုင်ငံတွေမှာအလုပ်လက်တွေ့ဆင်းခိုင်းတာအဲ့တော့ဒေါအောင်ဆန်းစုကြည်ကကုလသမဂ္ဂမှာအလုပ်လက်တွေ့ဆင်းနေပေါ့ဗမာပြည်ကလူတွေကြတော့ဘာမှညာမှလည်းမသိပဲနဲ့ဟာဒေါအောင်ဆန်းစုကြည်ကကုလသမဂ္ဂမှာအလုပ်လက်တွေ့ဆင်းတာဒေါအောင်ဆန်းစုကြည်ကကုလသမဂ္ဂမှာအလုပ်လက်တွေ့ဆင်းတာတကယ်တော်တဲ့ကောင်ကအမေရိကမှာပဲအခုအချိန်ကြီးဥရောပမှာပဲကြည်ကြည့် ကဲတော်တဲ့ကောင်တွေကပုပ်ကလေးကကုမ္ပဏီတွေမှာအလုပ်လက်တွေရှင်းတာ။သောက်သုံးတစ်စက်မှမကြဘဲနဲ့ဘာမှသုံးစားလို့မရတဲ့ကောင်တွေကအစိုးရရှိမှအလုပ်လက်တွေရှင်းရတယ်။ကုလသမဂ္ဂမှာအလုပ်လက်တွေရှင်းရတယ်။အဲ့ဒါကွာလား။အဲ့ဒါလည်းဘာမှမသိဘူး။အဲ့တော့အဲ့လိုမျိုးပေါ့။အခုလဲအယူကြီးရနေပြီးတော့တတော်တွေခုတ်။အန်ရွှေရတတော်တွေခုတ်။ဒေါ်လာရဲ့ဘွယ်ကြီးရတယ်တတော်တွေခုတ်တယ်။အကုန်ရောင်းတယ်။ငါတို့ကမင်းတို့သဘာဝပတ်ဝန်းကျင်ထိမ့်သိရေးသမားတွေ သိပ္ပံပညာရှင်တွေပြောအရာဆိုလို့ရှိရင်ငါတို့ကသူတို့ကိုကျေးဇူးရှင်ဆိုပြီးခိုင်ရှခိုးရမှာလားဗမာပြည်တပြည်လုံးကရှိသမျှလူတွေအကုန်လုံးကဗမာပြည်ကအလောင်းတော်ကတ္တပစစ်တော်ကြီးတွေဆိုတာလူလက်တစ်ဖက်တောင်မှဒီလိုဖတ်လို့မရဘူးဆိုတဲ့စစ်တော်ကြီးတွေတကယ်ထိမ့်သိမ့်ထားရမယ်ကိစ္စမင်းတို့အခုပြောပုံရဆိုရင်ကျင်းသေးတယ်မင်းတို့ UNG ရအောင်လေဒါမျိုးဆိုလို့ရှိရင်တတ်မှာတတ်မင်းတို့ပြောဦးမှာ UNG အခုလူဝလက်ရှိလာပါပါဦးမယ်ရှိသမျှလူခွင့်ရေးသမားတွေပါပြောဦးမယ်ဘာပြောမယ်သိလား ငါတို့အလောက်တော့ကသပစစ်တော်တွေကနှစ်ပေါင်း90ကျော်နေပြီကာဗွန်နိုင်အောက်ဆိုက်ကိုလည်းစုပ်လို့မရဘူးအောက်ဆီဂျင်လည်းဖြတ်မပေးနိုင်ဘူးသစ်ပင်တွေကြီးထွားမှုနှုံးကလည်းသေးလာတဲ့အတွက်ငါတို့ခုတ်ရောက်တာငါတို့ကကျေးဇူးရှင်ဆိုပြီးငါတို့ကအန်ယူဂျီကိုထတ်ချခိုးအောင်ဒါကြောင့်မလို့အခုကျွန်တော်ပြောတာပြည်သူလူထုကအတိညာရှိဖို့လိုပြည်သူလူထုအတိညာရှိမှပြည်သူလူထုကငါတို့ဘာတွေခံရတယ်ငါတို့ကဘသူကလူလိန်လုံနေတယ်ဆိုတာသိမှဒါကြောင့်မလို့ကျွန်တော်ပြောတာ အဲ့ဒီသဘာဝပတ်ဝန်းကျင်ထိမ့်သိရေးသမားတွေသိပ္ပံပညာရှင်တွေနိုင်ငံရေးသမားတွေလော်ဘီတွေဒီလူတွေဟာလော်ဘီလုပ်နေပါလားဒီလူတွေဟာနိုင်ငံရေးကစားနေပါလားဒီစကောလာဟာသူများပြောခိုင်းတဲ့ဟာကိုပတ်ဆိုင်ရရင်အကုန်ပြောပါလားဒီသိပ္ပံပညာရှင်ဟာသူကသူအကုန်လျှောက်ပြီးတော့မဟုတ်ောက်ကတွေပြောပါလားဆိုတဲ့ဟာကိုပြည်သူလူထုတည်တည်ခါခါသိဖို့လိုအဲ့ဒါကိုပြောချင်တာပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ချက်ကတော့အေယာဝတီသားတွေ မောင်ရှင်ဆိုပြီးတော့ကိုးကွယ်နေတာသဘောပေါက်လားကျွန်တော်အခုရှင်းပြတာခင်ဗျားတို့နားလည်လားကျွန်တော်တို့အေယာဝတီတိုင်းမှာဘာမှညာမှန်မသိဘဲနဲ့အတန်ထွက်ရင်ပြီးရောဆိုပြီးတော့နော်စောင်းစောင်းကိုတွေးသမှစောင်းစုပ်ကလေးကိုဂလောင်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 ခေါက်စောက်လို့မရှိစောက်ကင်မရှိအိမ်မှာဘာမှအလုပ်မလုပ်ဘဲနဲ့နေတော့မိဘလှေပေါ်တင်ပေးလိုက်လှေပေါ်တင်ပေးတဲ့အခါကျတော့လေကြီးသွားပြီဟေးဆိုလို့ရှိလို့ရှိရင်သူများတွေကပင်ပင်မမနဲ့လှေလောရတာပေါ့ဟုတ်ခဲ့တယ်အမှတ်မိတယ်မှာပင်ပင်မမနဲ့လှေလော ကိုကစောက်လို့မရှိစောက်ကပြီးဂလင်းဂလင်းဂလင်းလေသမားတွေကလည်းလေလော်တဲ့ကောင်တွေကလည်းနာကြီးလေသကြီးကလည်းနာကြီးနာကြီးတဲ့အခါကျတော့စောက်စောက်ကံကံထုတ်လိုက်ကြပါဗျာလေဘွားတွေစောက်ကံချလိုက်ကြပါခင်ဗျားတို့အခုခေတ်မှာလည်းတွေ့တယ်မလားဟိုမှာဟိုအိုက်လိုက်သွားတဲ့ကလေးတွေလေအချိုးမပြေလို့ရှိရင်စောက်ကံချလိုက်ကြတွေ့တယ်မှာသေပါသေသွားတယ်မြင်လို့ပြုတ်လို့ပါမကောင်းဘူးအဲ့လိုမျိုးစောက်ကံချပြန်လဲလာလဲလာအောင်လေသကြီးကနေပြီးတော့အဖမ်းခံရမှာဆိုတော့ပြည်မှာမောင်ရှင်ကိုတသမီးတွေရပဲခေါ်ထားတယ်တို့ဘာလို့ဆိုပြီးတော့လှုပ် အဲ့ဒါဘူမတိဘာပတိနဲ့အေယဝတိတာယကောင်တွေရှိသမျှငုံနေရောအေယဝရိယကောင်တွေရောအကုန်လုံးကရေငန်တထိုးအပိုက်ဆိုးပါတဲ့မောင်ရှင်ဆိုပြီးတော့ရှ िख ိုးအဲ့ဒီလိုမျိုးနဲ့နေတဲ့နိုင်ငံမှာလိန်တဲ့ကောင်ကအပြစ်မဟုတ်တော့ဘူးလိန်တဲ့ကောင်တွေကအပြစ်မဟုတ်တော့ဘူးငါတို့ဘာလို့အလိန်ခံရလဲဆိုတာမသိတဲ့လူတွေကိုယ့်ဟာကိုယ်အသေးကြတော့ကြကြရင်မင်းတို့မောင်ရှင်နဲ့လည်းအလိန်ခံလိုက်တော့ကြကြရင်ဆန်လင်းကငကားမင်းနဲ့လည်းအလိန်ခံလိုက်တော့ကြကြရင်အေမီဇန်ကငကမဆိုပြီးတော့နှုတ်ပြလိုက်အလိန်ခံလိုက် မင်းတို့လောက်အလိန်ခံတဲ့နိုင်ငံမှာလိန်တဲ့လူတွေကအပြစ်မဟုတ်တော့ဘူးသူကကိုမသိတဲ့ကောင်ကပေပါတော့ပေကြတော့ဆိုပြီးတော့ပြောဖို့ကလွယ်ပြီကြံတဲ့စကားလည်းမရှိတော့ပါဘူးအားလုံးကျေးဇူးတိုင်းတင်ပါတယ်ဘိုးကြီးဆိုးအောင်ကျွန်တော်တို့ဥရောပကဖိတ်ပါတယ်ကျွန်တော်နောက်မှလိန်လဲရှိပါတယ်၄ရောက်တော့စီးလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ထပ်ပြီးတော့တွေ့ကြသေးတာပေါ့ကျွန်တော်ငြိမ်းချမ်းအောင်ပါ